တမိုင်းရာဇဝင်ကိုအတော်အတန်တီးခေါက်မိတဲ့သူတွေကိုရီးယားနန်းရင်းကကြည့်တဲ့သူတွေတမိုင်းကိုလိလာလိုက်စားပြီးစားပြီးဖတ်မှတ်ကြည့်ရှုသောရုပ်ရှင်များထဲမှာလက်ဝဲအမတ်ကြီးကဘသူလက်ရာအမတ်ကြီးကဘသူလက်ဝဲတက်မင်းလက်ရာတက်မင်းစသောစကားလုံးတွေဟာအနည်းငယ်ရင်းနှီးမှုရှိကြပါတယ်လက်ဝဲလက်ရာဆိုတာဘာ၄လဲဒီစနစ်ကဘလို့ဖွဲ့စည်းထားသလဲဘလို့အစ်စ်နဲ့အဆောင်ရောင်တွေကိုဘလို့ခွဲခြားထားလဲဒီအချက်တွေကိုကျွန်တော်လည်းအတူတူလေ့လာကြည့်ကြရအောင်နော် ယနေ့ခေတ်မှာလက်ဝဲလက်ရာဆိုတာကွန်မြူနတီနဲ့အရင်းရှင်လို့အဓိပ္ပာယ်ရပါတယ်။ဥရောပအယူအဆရလက်ဝဲဟာမဝါဒီလက်ရာဟာဖိုဝါဒီလို့ဆွဲမှတ်ထားကြပြီးမဟာဖိုဝါဒီစနစ်ကြီးတဲ့ခရစ်ယာန်သာသနာနဲ့ကျောင်းတော်တွေဟာမကောင်းတဲ့အရာမှန်သမျှဟာမဝါဒီကြောင့်ဆိုပြီးမကောင်းတဲ့အယူအဆဝါဒလုံးရက်တွေကို လက်ဝဲဝါဒလို့ခေါ်ပါတယ်။မင်းမဲ့ဝါဒီလို့ခေါ်တဲ့ Anarchy ဘုံဝါဒလို့ခေါ်တဲ့ Communism တို့ဟာလက်ဝဲဝါဒီ လက်ဝဲစွန်းများလို့သတ်မှတ်ကြပါတယ်မာဖီးယားဂိုင်းတွေရဲ့အခေါ်ပေါ်မှာလဲညာလက်ယုံဟာစက်ကန်းနဲ့ကွန်မန်အဖြစ်ပညာတတ်ရှေ့နေလူယုံကိုထားပြီးဘဲလက်ယုံဆိုတာတက်ရဲဖြဲ့ရဲတဲ့လူမိုက်ဟစ်မန်တွေအဖြစ်ထားပါတယ်ဒီအချက်တွေဟာဥရောပရဲ့တွေးခေါ်မှုကနေစဉ်သက်လာတဲ့အတွေးအမြင်ပုံစံဖြစ်ပါတယ်ဒါပေမဲ့အာရှမှာတော့အထူးသဖြင့်ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံများမှာလက်ဝဲလက်ယာဆိုတာတခြားသောအသေးပဲကိုစောင့်ပါလေကျွန်တော်တို့ရဲ့ဗုဒ္ဓမြတ်စွာသာသနာတော်မှာ လက်ရရန်လက်ဝဲရန်မထီမြတ်လက်ပါဟာအထင်ရှားဆုံးပေးရမယ့်ဥပမာပဲဖြစ်ပါတယ်လက်ရဆိုတာပညာကိုရည်ညွှန်းပြီးလက်ဝဲဟာတကိုးတေစာကိုရည်ညွှန်းပါတယ်ဆရာတော်ကြီးများရဲ့တရားတော်များကို나ယူရမှာလဲတရားထိုင်စံမှာဝဲလက်ပေါ်ကိုညာလက်ထပ်ပြီးတော့ထိုင်ရတာကိုသတိထားမိရပါတယ်တကိုးကိုညံနဲ့အုပ်ရမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးခဲ့ကြတာပါအာရှနိုင်ငံများဖြစ်တဲ့အိန္ဒိယတရုတ်ဂျပန်ကိုရီးယားမြန်မာထိုင်း ဗီယက်နမ်တိရလင်ကနီပေါ်ဘူတန်တို့ရဲ့ရှေးမြေရှင်ပရိသေစနစ်ဘယင်များလက်ထက်မှာဒီစနစ်ဟာနိုင်ငံတိုင်းအသုံးပြုကြောင်းမှတ်တမ်းတွေအရသိရှိရပါတယ်။ယခုတခါယာဒူးအစစ်တပ်သတ်မှတ်ပုံကိုတင်ပြပေးချင်ပါတယ်။မြန်မာစကားပုံမှာလူသီများတဲ့စကားပုံတစ်ခုရှိပါတယ်။အဲ့ဒီစကားပုံကတော့ဒူးနေရဒူးတော်နေရတော်ဆိုတဲ့စကားပုံပဲဖြစ်ပါတယ်။ကိုအစင်ကိုတိကိုနေရကိုနေဆိုသောသဘောကိုဆောင်ပါတယ်။ဒီစကားပုံဟာနန်းတွင်းယာဒူးအစစ်တပ်ကနေဆင်းသက်လာတာဖြစ်ပါတယ်။ မြမလမ်းတွင်အရာရှိကြီးတွေရဲ့ယာရုအဆင့်အားတော်ဒူးစနေအတွင်းဘဝအပြင်ဘဝဆိုပြီး၅၀ခွဲကြထားပါတယ်အထူးသဖြင့်တိဟာသနပလင်ထားရာမြေနန်းဆောင်မှာနေစဉ်ညီလာခံပြုလို့ရမှာမြေနန်းဆောင်ရဲ့ပုံစံနဲ့အညီဖွဲ့စည်းထားပါတယ်တိုင်လုံးနှလုံးညာတကက်စီအားဒီလိုနေရာတတ်မှတ်ထားခြင်းဖြစ်ပါတယ်နေရာတစ်ခုမှာ၁၆ရောက်ဆိုလိုတာက၈ရောက်နှစ်တန်းထိုင်နိုင်ပြီးတော့တော်နေရာကနေအပြင်ဘဝနေရာအထိ လက်ဝဲမှတ်80လက်ရာမှတ်80စုစုပေါင်းနန်းတွင်းအရာရှိကြီး160အတွက်နေရာချထားပါတယ်။ထိုင်ရာမှာထိုင်ကုန်နေနဲ့မဟုတ်ပဲဖြာများနဲ့ထိုင်ရရပါတယ်။ဖြာကြောတစ်ထက်ကော်ကြောတစ်ထက်ခင်းပြီးထိုင်ရခြင်းဖြစ်ပါတယ်။ဒီလိုထိုင်ရာမှာဖြာရီလမ်းမသွောင်းအောင်လို့ဒေါင်လေးဘက်ကိုလှပစွာထွန်းထူထားတဲ့ကြောက်တုံးများနဲ့ဖိထားကြပါတယ်။ဒီကြောက်တုံးများကိုလမ်းဖိကြောက်လို့ခေါ်ပါတယ်။နေရာတစ်ခုစီတိုင်းမှာဥဆိုသောနေရာလည်းရှိပါတယ်။ဥမာလက်ဝဲတော်ဥလက်ရာတော်ဥ ဦးနေရာဒီကမင်းလက်နဲ့ကက်လျက်ဘရင်နဲ့အနီးဆုံးအစွန်နေရာဖြစ်ပါတယ်။လက်ဝဲအမတ်များ၌လက်ရအစွန်တောင်းနဲ့လက်ရအမတ်များအတွက်လက်ဝဲအစွန်တောင်းနေရာဖြစ်ပါတယ်။ဦးနေရာမှာထိုင်ရတဲ့အမတ်တွေဟာဒီနေရာကို ရာထူးအမြင့်ဆုံးနဲ့ဘရင်နဲ့ပိုနီးတဲ့အရာရှိကြီးလို့သတ်မှတ်ပါတယ်။နနက်ညီလာခံညညီလာခံနေမှာအရာရှိကြီးတွေဟာဘရင်ချီးမြှင့်ထားတဲ့ကွန်ကလက်ရေတကောင်၊မြီအောင်၊ရက်၊ဖလားအစရှိတဲ့မင်းပေးအဆောင်ရောင်များပြင် ရှင်းမြင်ထားတဲ့လက်ဝတ်ယန္တနာများပါဝတ်ဆင်ပြီးညီလာခံတက်ရပါတယ်။အရာရှိကြီးတဦးစီမှာအ ਨੇ ဆုံးအဆောင်ရောင်ပစ္စည်း၅ခုကနေအခု20အထိရှိတတ်ပါတယ်။ယာရူးကြီးလေးအဆောင်ရောင်များလေးဖြစ်ပါတယ်။မိတ်ဆွေတို့တွေကနေတချို့ ပေါပေါချာချာမိမဲ့သူတွေလည်းရှိတတ်ပါတယ်။သူတို့စိတ်ထဲမှာအော်အရာရှိကြီးတွေအစည်းအဝေးလာတတ်တာအိမ်ပြောင်းနေသလိုပဲကြည့်လို့တော့အတော်ကောင်းမယ်။ကွန်ကလကြီးရွက်တွေးကန်ကြီးပိုက်ပြီးလာနေတယ်လို့တွေးနေပါလိမ့်မယ်။ဒီအထင်ဟာတက်တက်ဆင်အောင်လဲပါတယ်။ရရှိကြီးတွေရုံးတက်တဲ့အခါမှာ ၎င်းတို့ရဲ့ဘေးမှာအပားတော်မြဲတဦးမှလေးဦးထိပါဝင်ပြီးအဆောင်ကိုင်လူလင်လို့ခေါ်ပါတယ်။ပစ္စည်းတည်သောမင်းလူလင်တွေဟာအဆုံလင်ပါရှိပါတယ်။ဒီနေရာမှာယာဒူးအနေအမြင့်ဟာဘယင်းနဲ့အနီးအဝေးပေါ်မှာမူတည်ပါတယ်။ဘယင်းနဲ့နီးတဲ့ရှေ့တန်းဟာမင်းလန်းကနေတစ်ဖက်အစွန်းထိယာဒူးအမြင့်ကနေအနှိမ့်စီထားခြင်းဖြစ်ပါတယ်။လွယ်လွယ်ပြောရမယ်ဆိုရင်ဦးနေရာကနေဘေးကနေစပြီးစီရင်ဖြစ်ပါတယ်။တော်နေရာရဲ့ယာဒူးအနှိမ့်ဆုံးအမှတ်ဟာ ဒူးနေရာရဲ့ဥရင်ရှိသောအမက်ထက်ယာဒူးမြင်ပါလေဒီနေရာမှာသူ့ဟာသူဥမကလို့အုတ်ဖြစ်နေပါစေတော်အမက်ဒီတော်ဖြစ်ပြီးဒူးအမက်ဒီဒူးသာဖြစ်ပါတယ်ဒူးနေရာဒူးတော်နေရာတော်ဆိုသောသကပုံဖြစ်လာခြင်းဖြစ်ပါတယ်အထက်ပါနေရာခြားထားခြင်းဟာနန်းတွင်အရာရှိကြီးများအတွက်ဖြစ်ပါတယ်နန်းတွင်အရာရှိကြီးများထက်ပုံမြင့်နဲ့ဘယင်ခံများဟာမင်းလန်ဘီတလျှောက်မှာတလွန်ငယ်များနဲ့ထိုင်ခွင့်ရှိပါတယ်ဘယင်နဲ့အရင်းနှီးဆုံးဘယင်ခံဟာ သွေးရင်ဖြစ်ပြီးအဝေးဆုံးဘီရင်ကဟာလက်အောက်ခံဘီရင်ကဖြစ်ပါလေ။ဒီနန်းညီလာကမှာတလွန်နဲ့ထိုင်ခွင့်ရတဲ့သူတွေဟာအေရှိမဟာဥပဒေအစားနဲ့ဘီရင်ကများဖြစ်ပါလေ။စော်ဘွား၊နေစား၊မြို့စားတို့ဟာအပြင်ဘဝရဲ့နောက်မှာထိုင်နေရပါလေ။ဟန်တာဝရီဆင်ပြူများရှင်ဘီရင်အောင်မင်းတရားကြီးရဲ့ညီလာခံကိုတန်လွဲဘီရင်ကနဲ့အတူပါလာတဲ့ပေါ်တူဂီကုန်းတဲ့တူရဲ့အမှတ်တမ်းတင်ရမှာဒီလိုရေးထားပါတယ်။နန်းတွင်းအမှတ်ကြီးများ၏နောက်မှာစော်ဘွားကြီးများနေထိုင်ကြတယ်။ ျွန်တော်နဲ့မြန်မာတက်မိတော့စော်ဘွားတို့ကဗမော်မဏိပူရနဲ့မိုးနဲစော်ဘွားတို့ဖြစ်ပါတယ်မိုးနဲစော်ဘွားကြီးတို့နောက်တစက်မိအဆက်မှာထိုင်နေသူတို့ကနေစားများနေစားကိုစတဲ့အဲသူဆိုလိုတာကတော့တားတော်များကိုဆိုလိုဟန်ရှိပါတယ်ဖြစ်ပြီးတစက်မိအစွန်အပြင်ဘက်မှာအမိုးကာပြုတ်လို့ပြီးကျွန်တော်တို့နဲ့အတူနိုင်ငံသားကတန်တမန်များထိုင်နေကြတယ်ကျွန်တော်တို့ဤနောက်မှာမျိုးစားများထိုင်နေကြတယ်လို့မှတ်တမ်းတင်ထားပါတယ်ရာလူအဆောင်အယောင်ဝစားစီရင်မှုကိုဆက်လက်ပြောပြပါမယ် မြမနန်းတွင်ရာထူးအစင်အားဆလွယ်ကျိုးရည်အတွက်နဲ့ခွဲခြားထားပါတယ်။ရွှေနဲ့ပြုလုပ်ထားသောဆလွယ်ကျိုးတစ်ချောင်းကတွယ်လို့ခေါ်ပါတယ်။ဘရင်က24တွယ်အင်ရှိဇံက18တွယ်မင်းသားကြီးလှတ်တော်တက်တဲ့မင်းသားကြီး၄ပါးက16တွယ်ဘရင်ကံများ14တွယ်တော်နေရအမတ်ကြီးများဆိုလိုတာကဝင်းကြီးများက9တွယ်ဒုနေရအမတ်ကြီးများဆိုလိုတာကအတွဲဝင်များက8တွယ်စနေအမတ်ကြီးများဆိုလိုတာကဝန်တော်များက9တွယ် အတွင်းအပြင်ဘဝမှများဒီနေ့ခေတ်ဆိုရင်တော့ညွန်ကျုပ်လို့ယူဆရမှာဖြစ်ပါတယ်သူတို့ကတော့30ဖြစ်ပါတယ်ကျန်တဲ့စော်ဘွားနေစားတွေကဆက်လွယ်မရှိပါဘူးလက်ဝဲတော်အမတ်များရဲ့ဝတ်စော်ဟာဂရီဘာနီရွှေချီတို့အပေါ်ဘော့ဝတ်လုံတော်နဲ့ဗရများစီဘောင်းတွေဖြစ်ပါတယ်လက်ရတော်အမတ်များရဲ့ဝတ်စော်ဟာဂရီဘာအစိမ့်ရွှေချီတို့အပေါ်ဘော့ဝတ်လုံနဲ့ပလဲစီဘောင်းဖြစ်ပါတယ်ဒူးနေရာအမတ်တို့ဟာ လက်ဝဲလက်ရမှာအရှိရှိတော်အမများကြီးဝတ်စုံအတိုင်းဖြစ်ပြီးဘောင်းကရွှေပိန်းချအကွက်ပါရှိပါတယ်။ကြောက်စီဘောင်းမဟုတ်ပါဘူး။စနင်းနေရာကနေအပြင်ဘဝနေရာထိဝတ်စုံဟာပိတ်ဖြူတူရင်းရှည်နဲ့တောင်ရှည်လို့ဖြစ်ပါတယ်။ဘောင်းအစာဖော်လုံးမြူဖော်လုံးမြူဆိုတာကအနောက်မှာအစနှစ်ခုထောင်နေတဲ့ခေါင်းစွတ်တစ်မျိုးပါ။သူတို့ကအဲ့ဒါကိုပေါင်းရရပါတယ်။ဖော်လုံးမြူမှာတွင်ပဲစနင်းတွေကရွှေစဝါရေးဖော်လုံးမြူအတွင်းဘဝကရွှေကြည်တို့ဖော်လုံးမြူအပြင်ဘဝကရိုးရိုးဖော်လုံးမြူဝတ်ကြရပါတယ်။ ဒီအမတ်တွေထဲမှာဘသူကပုံမြတ်တယ်လို့မြင်မယ်ဆိုရင်တော့လက်ဝဲအမတ်နဲ့လက်ရအမတ်ဘသူကယာလူပုံမြတ်တယ်ဆိုတဲ့မိကုန်းအတွက်အဖြေရှိပါတယ်ဒီနေရာမှာဖျားရဲ့လက်ရရဲ့လက်ဝဲရဲ့မထီမြကြီးနှစ်ပါးမှာဘသူကပုံမြတ်တယ်ဆိုတဲ့အမေးကိုပြန်မေးရပါမယ်မြတ်စွာဘုရားရဲ့လက်ရရဲ့ရှင်သာရိပုတ္တရာကိုရောဟာလက်ဝဲရဲ့အရှင်မဟာမောဂလကိုရောထက်ပိုပြီးမြင့်တာကိုဗုဒ္ဓစာပေလေ့လာမှုများသတိထားမိကြပါလိမ့်မယ်မြမအနန်းတွင်ယာလူပုံစံဟာဗုဒ္ဓဘာသာအငွေ့အတွက်တမ်းမိုးနေတယ်လို့အထက်ကဆိုထားလို့ လက်ရမတ်တွေဟာနဝဲမတ်တွေထက်ပိုမြင့်တယ်လို့ထင်ရင်မှားပါတယ်မိတ်ဆွေဒီရာထူးနေရာအခေါ်ဝေါ်တွေဟာအမတ်တွေဘက်ကကြည့်တဲ့အခေါ်ဝေါ်ဖြစ်ပါတယ်ဘယင်ရဲ့လက်ရဟာအမတ်တို့ရဲ့လက်ဝဲဖြစ်ပါတယ်အဲ့ဒီလိုပဲဘယင်ရဲ့လက်ဝဲဟာလည်းအမတ်တွေရဲ့လက်ရဖြစ်ပါတယ်ပညာသည်လက်ရတဘိုးသည်လက်ဝဲဆိုသောစကားအရလက်ဝဲအမတ်တွေဟာစစ်သူကြီးအမတ်များဖြစ်ကြပါတယ်လက်ရအမတ်တွေဟာနေဘက်ဆိုင်ရာအမတ်များဖြစ်ကြပါတယ်လို့အကြံဉာဏ်ဆိုရပါတယ်တော်နေရာမှာရှိတဲ့အမတ်တွေဟာ စစ်ဖက်နယ်ဘက်နှစ်ခုစလုံးအရင်ချင်းရှိတဲ့နေရာဖြစ်ပါတယ်။နယ်ဝဲအမှတ်များဟာလက်ရအမှတ်များထက်မြင့်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒီနေရာမှာအကြီးလူချင်းကိုသာရှင်းတာမြင့်တယ်လို့ဆိုရမှာပါ။မင်းယောက်ျားများအတွက်နယ်ဝဲအမှတ်တွေကမြင့်တော်လဲမင်းမိမတို့အတွက်ပူဇော်ခြင်းကိုခံရတဲ့အနောက်ဆောင်ဗဒုံမာသနပလင်ရှိရာပွဲတွေကလက်ရဘက်မှာရှိတဲ့မင်းမိမတို့ဟာနယ်ဝဲဘက်ထက်ပိုပြီးတော့မြင့်ပါတယ်။ဟန်တာဝတီစင်မြများရှင်လက်ထက်ညီလာခံနေရာချထားပုံကတော့နယ်ဝဲတော်ဦးနေရာဟာဟန်တာဝတီ မွန်ကအမတ်စတူကြီးဗညာတလလက်ရတော်ဥနီယာဟာကေတုမဒီဗမာလူမျိုးအမတ်ကြီးတီရိဓမာတော်ကလက်ဝဲဒုဥနီယာဟာရင်းမယ်ရှမ်းပြည်ကလက်ရဥဒပလက်ရဒုဥနီယာဟာကေတုမဒီဗမာလူမျိုးအမတ်ကြီးနန္ဒယောတာအမတ်ကြီးနန္ဒယောတာဆိုတာကတော့မုဒ္ဓမတိုက်ပွဲမှာမုဒ္ဓမစာစောပညာကိုစင်ရောလူပါအတေရလို့ပွဲရတဲ့သူဖြစ်ပါတယ်လဝဲစနဲ့ဥနီယာဟာကေတုမဒီကရင်လူမျိုးထော်မိုင်းရဲ့ ထောင်မင်းရဲဆိုတာကနောင်ရိုးတိုက်ပွဲမှာမရင့်နောင်ရဲ့ဘဲတောင်မှန်စစ်ကြောင်းမှုဖြစ်ပါတယ်။လက်ရတော့စနေဦးနေရဟာမုဒ္ဒမဘယင်ကံစောလကုအိတာဗျက်ကလင်တုံးဖြစ်ပါတယ်။လက်ဝဲအတွင်းဘဝနေရဟာအင်းဝဗမာလူမျိုးဥရေရာသာဖြစ်ပြီးလက်ရအတွင်းဘဝဦးနေရဟာမူကောင်ရှမ်းလူမျိုးစမာကုံမာဖြစ်ပါတယ်။လက်ဝဲအပြင်းဘဝနေရဟာတန်တွဲရခိုင်လူမျိုးမင်းဓမ္မရာသာဖြစ်ပါတယ်။လက်ရအပြင်းဘဝဦးနေရဟာမှတ်တမ်းများမှာမတွေ့ရပါဘူး။ ဒုတိယအင်ပါယာရဲ့အင်အားအတောင့်တင်းဆုံးဖြစ်တဲ့အချက်ကဒီညီလာခံနေရာချထားပုံကိုကြည့်ရင်ပေါ်နေပါတယ်။ဗမာရေးကြီးပဲရာထူးကြီးယူထားခြင်းမဟုတ်ပဲမွန်တွေရခိုင်တွေရှမ်းတွေကြီးယူထားခြင်းလည်းမဟုတ်ပဲလူဦးရေရရောစတဲ့တီဆောင်ကလေးကကေတုမတီဖြစ်နေလို့သာဗမာအမတ်၃ဦးဖြစ်အများဆုံးယူထားပေမဲ့မွန်အမတ်၂ဦးရှမ်း၁ဦးကရင်၁ဦးရခိုင်၁ဦးလုံးမြင့်ရာခိုင်တို့အပြင်တွေ့ရင်တခြားတိုင်းရင်းသားတို့ကပဲတာနေပါသေးတယ်။တကယ်လို့ဒီခုအချိန်မှသာ ထိုစဉ်တုန်းကလိုညီညွတ်ကြရင်ကျွန်ုပ်တို့ရဲ့အမျိုးသားအကျိုးစီးပွားတိုးတက်ပေးနိုင်မယ်။မညီပါကပျက်စီးခြင်းဖြစ်ပါတယ်။ဘာကြောင့်အချင်းချင်းရာဆောင်နေကြပါလဲ။တမိုင်းကိုပြန်ကြည့်ကြပါလိမ့်။ထိုစဉ်ကဒုတိယမြန်မာနိုင်ငံတော်သည်စစ်အင်အားအရရောနိုင်ငံရေးအင်အားအရပါအရှိတောင်အာရှရဲ့စူပါပါဝါဖြစ်ုံနဲ့မကဘဲအိန္ဒိယရဲ့မကူအင်ပါယာတရုတ်ရဲ့မင်းအင်ပါယာတို့နဲ့ပခုံးချင်းရှင်နိုင်အောင်အင်အားကြီးတဲ့လက်နက်နိုင်ငံတော်ဖြစ်ခဲ့ပါတယ်။မညီညွတ်တဲ့အခါမှာတော့အင်ပါယာပြတ်သုံးသွားခဲ့ပါတယ်။ ုလိုဗဟုသုတရရစီရဗီဒီယိုတွေကိုအစ်စ်တင်တိုင်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတောင်းဆိုရပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်